မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်တွင် တိုက်ပွဲတွေ ဖြစ်ပွားနေပြီးစစ်အုပ်စုကလေကြောင်းပုံကျဲလို့စစ်ပေးရှောင်ထွက်ပြေးနေရတာနှစ်တဝက်ကျော်ကြာပြီဖြစ်တဲ့စစ်ပေးဒုက္ခသည်တွေအနေနဲ့ရှင်တန်ရက်တည်ရေးအတွက်အကူအညီတွေလိုအပ်နေတယ်လို့သတင်းရရှိပါတယ်။တပိတ်ချင်းနယ်တဲ့မြို့သိမ်းစကန်သိမ်းတိုက်ပွဲတွေကြောင့်တောင်းနဲ့ချီတဲ့ဒေသခံပြည်သူတွေဟာ2024နှစ်လယ်ပိုင်းကလေးကစစ်ပေးရှောင်ထွက်ပြေးနေရတာဖြစ်ပါတယ်။အလုံးမရှိ ဝင်ငွေမရှိလို့စားတောက်ရေးအခက်တွေ့နေရပြီး အကျွေးတင်နေရလို့တပိတ်ချင်းနဲ့ခုနမရွာအနီးကတောတိုက်တစ်ခုမှာမိသားစုနဲ့အတူစပေးရှောင်နေရတဲ့အမျိုးသမီးတဦးကပြောပါတယ်ခက်ခဲရတော့ခက်ခဲရပေါ့ဟိုဟာပြောမယ်ဆိုရင်ကျွန်တော်တို့လည်းပြန်ဒီနေ့ကျချီကတုံထားရပေါ့အကျွေးတင်တာပဲရှိရအခုကလည်းအမေတို့ကအကူတယောက်ပဲလောက်ကြည့်လို့သူရှိအောင်နော်အကြတော့ကိုကနဲ့ကိုကိုအင်းကိုဟာနဲ့ကိုဆိုမိဘတွေဒုက္ခပေးသလိုဖြစ်နေအကူတယောက်သေးပဲလောက်ကြည့်နေတာကိုကဒါတူ၉ရောက်ရှိတယ်ကျွန်တော်တို့အိမ် ။တပိတ်ချင်းတနယ်လုံးစစ်ပေးရှောင်နေရတာဖြစ်ပြီး9မိုင်၊6မိုင်၊9မိုင်၊4မိုင်၊9မိုင်စတဲ့ကျေးရွာတွေကစစ်ပေးရှောင်ပြည်သူ3000ကျော်ကတော့အဝေးကိုမပြေးနိုင်ပဲတိုက်ပွဲဖြစ်တဲ့နေရာတွေအနီးကဟုံရင်ကျောင်း၊စာတင်ကျောင်းနဲ့တောတိုက်တွေထဲမှာခိုးလုံနေထိုင်နေကြတာဖြစ်ပါတယ်။စစ်ရှောင်ရတာခုနှစ်လခန့်ကြာပြီဖြစ်လို့စားနပ်ရိတ်ကလိုအပ်သလိုငှက်ပြားရောကတောက်သုံးရင်တန်ရှင်းမှုမရှိရနဲ့ လုံခြုံတဲ့အမိုးကမရှိတဲ့အခက်ခဲတွေကြုံတွေ့နေရတယ်လို့ဆိုပါရယ်။တန်ရှင်းမှုမရှိတဲ့ချောင်းရည်မြောင်းရည်တွေကိုပဲသုံးဆွဲတောက်သုံးနေကြရတယ်လို့ချောင်းမိုင်ကြီးရွာကနေစပေးရှောင်လာရတဲ့အမျိုးသမီးကြီးတူကပြောပါရယ်။ဒီတော့ဝချိုးရတာတော့အဲ့သုံးတာလည်းအဲ့ဟိုမိုးရည်တွေလာလို့အဲ့တွင်ရှောင်သွားပြီဆိုရင်နောက်ကြည့်နာပဲအကြရယ်။ညအခတ်ထားတဲ့အရှိမမရှိရင်တော့သူ့ရည်အကြကိုစောင့်ပြီးပါမိကသုံးရတာ။တောက်တော့ကြတော့ စင်ပြေသလိုပဲဟိုကတစ်ခါတလေမှဟိုရေသားသွားဝယ်နိုင်တာဝယ်နိုင်တဲ့ခါကျအဲ့ဒီရေပဲတောက်ကြတာရေရတော့ဟိုလူရေစင်းနဲ့ပဲရေကျဲအေးတွေပါတော့မကြူတော့ဘူးဟိုမကြီးတွေကတော့ဟိုလောပိုင်းတော့ကတော့ရေကျဲအေးကြူတောက်တယ်စစ်ရှောင်းအများစုကတိုက်ပွဲတွေကြောင်းရုတ်တရက်ထွက်ပြေးလာကြရတဲ့အတွက်အဝတ်စားမပါလာပဲအဝတ်စားကအစလိုအပ်နေရလို့၆မိုင်ကြေးရွာကနေစပေးရှောင်းထွက်ပြေးလာသူတို့ကလည်းပြောပါတယ် စတော့အိမ်ပေါ်မှာထားခဲ့တဲ့အဝယ်စားတွေကအိမ်ပေါ်မှာအကုန်လုံးနေခဲ့တာဆိုတော့ဗျာ။အော်အဝယ်စားလေးတွေတွားယူပြီးတော့မှလို့ကလေးတွေခိုင်းလို့နောက်တော့ဒီလိုပဲဒီဘက်ရောက်လာတော့ဟိုကပြေဟိုဟိုလွားမဲ့လဲဝတ်ဆရာမရှိလို့ရော့ဒီလွားမဲ့လဲရော့နေအဲ့ဒါချိုးစင်းရဲ့ဟွာတော့ကလည်းဒီမှာလုံကြီးလေးတွေနှစ်ကွန်းရလိုက်ပြီ။အဲ့ဒါလေးတွေတော့ဝတ်နေရတယ်ဆိုတော့တော်ပြီလို့လုံကြီးသုံးလေးကွန်းရှိနေမှာတော့မတွားတော့ဘူးလို့ဘယ်သူမှလည်းမလွတ်တော့ဘူး။ဒီတိုင်းပဲပြက်ထားတာ။ တပိတ်ချင်းမျိုးအပါအဝင်တပိတ်ချင်းတွေကစစ်စကန်အများအပြားကို2024ခုနှစ်နှစ်လပိုင်းကလေးကတော်လန်ရေးတက်တွေကတင်ပိုက်ထားပါတယ်။လက်ရှိတပိတ်ချင်းတွေကခုနှစ်မိုင်နဲ့တွင်းငယ်ရွာတဝိုက်ကစစ်စကန်တွေမှာစုပ်စုကြန့်ရှိနေသေးပြီးနေစဉ်တိုက်ပွဲဖြစ်နေသလိုစုပ်စုကကျေးရွာတွေကိုလေကြောင်းပုံးကျတာဒရုန်းနဲ့တိုက်ခိုက်တာလက်နက်ကြီးထူတာတွေလည်းနေစဉ်ဒီပါကျုံလွန်နေပါတယ်။ လေကြောင်းလက်နက်ကြီးနဲ့ drone တိုက်ခိုက်ခံရချိန်နေအိမ်တွင်းရှိနေပါကအခိုင်မာတိဆောက်ထားတဲ့မြေအောက်ခံဘုံကူကျင်းတဲ့ပုံကိုပါဘုံကူကျင်းမရှိပါကရေချိုးကန်းလိုမျိုးနိုင်ရန်ထုထုရှိပြီးဒရင်ပေါက်မရှိတဲ့အခန်းကိုပုံကူစရာဖြစ်ရွေးချယ်ပါဇပွဲလိုမျိုးအကာအကွယ်အဝင်ပြီးဥကောင်းကိုလက်နက်ဖက်နဲ့အုပ် drone နဲ့မြေကြီးကိုထောက်ကမှောက်လျက်နေပါအသက်အန္တရာယ်လွန်မြောက်ရမှာအပပုံကူရနေရကိုမစွန့်ခွာပါနဲ့ ပြစ်ခတ်တိုက်ခတ်ခံရခြင်းအိမ်အပြင်ဘက်လဟာပြင်မှာရှိနေပါကရေမြောင်းတွေကြားဒါမှမဟုတ်ကြောက်တုံးကြောက်ခဲနဲ့မာကျောတဲ့အရာဝတ္ထုတွေနားဝင်ရောက်ပုံကိုပါဘုံခိုစရာမတွေ့ပါကမြေအနေပိုင်းကိုရှာပြီးဦးကောင်းကိုလက်နက်ဖက်နှုတ်မြေကြီးကိုတရောင်းနဲ့ထောက်ကမှောက်လျက်နေပါပါဇက်ကိုဖွင့်ပြီးမျက်လုံးကိုပိတ်ထားပါ